ပြန်မှနတ်သားနတ်သမီးတထောင်ချန်ရံပြီးတော့ဥယျာဉ်ထဲသွားတယ်တထောင်သောနတ်သမီးတွေထဲမှာ900သောနတ်သမီးတွေကပတ်မင်းနေပေါ်ဘာဖြစ်ကြလို့တက်ကြလားဟုတ်တယ်မလားဘာဖြစ်လို့ပတ်မင်းပေါ်တက်တာလဲပန်းခူးကျင်လို့လားပန်းခူးကျင်နေဆိုရင်ဒီနတ်သမီးတွေကသူတို့တကိုးနဲ့ခူးလို့မရဘူးလားနော် သူတို့ရဲ့နှက်ရဲ့တကုတ်ကယူသနာတရားတော့ခူးလို့ရသေးတာလေအောက်ကနေလှန့်ခူးလိုက်ပေါ့ဘာဖြစ်လို့မမ်းမိန်ပေါ်တက်နေရအဲ့မှာထကရာကရှင်းတာတယ်ပျော်ပါခြင်းသာတက်တက်နဲ့တက်ကြတာတယ်ယူတူးခြင်းလို့ပျော်ပါခြင်းလို့တယ်ဒါထကရာကြည့်မှသိတာဟုတ်တယ်မလားအဲတပည့်တော်ရှင်ဖျားတို့နယ်တွေမှာအသီးသီးမြစ်တို့ချောင်းတို့မရှိဘူးလားရှိပါဗျာမြစ်တို့ချောင်းတို့ကလူတွေကသူတို့ကိုင်း ဒီငွေဆောင်တို့ချောင်းသာတို့သွားတဲ့အခါသူတို့ရင်ထက်ချင်းရေမကူဘူးလားကိုနေရကိုကူပြီးနေဟိုဘာလို့ကွာကူနေတာလဲဘာလို့သွားကူကြအပြော်ပါခြင်းလို့ဟုတ်တယ်မလားအဲ့တခါအဲ့ဒါလေးတွေကောင်းတယ်ပြော်ပါခြင်းလို့တက်ကြတာလေအဲ့တော့ဒါစာကနေပြောတဲ့ဟာပေါ့နော်အဲ့မှစာကနေပြောတဲ့ဟာလေးတွေပြော်ပါခြင်းလို့တက်တယ်အခုပါချုပ်ကြီးကောင်းတယ်ဆိုတာကအဲ့ဒါလေး ဘမောချုပ်ဆရာတို့တရားတရားလေဒီပါဠိထက္ကရာကသူပြောတော်တာထက္ကရာဟာတွေကိုပြောတာအဲ့ဒါလေးကြည့်ပြီးတော့ပြောလို့ तू ကကောင်းတာဗျာအပြင်စကား तू ကနဲတယ်ထက္ကရာဟာတွေကို तू ကယူပြီးတော့ထက္ကရာနဲ့ဒီကဓာတွေကိုကြည့်ဟောသွားတာဒီလိုခင်ဗျားတို့တော်တော်များများဓမ္မဂရိကတွေကဒီပါဠိတော်လောက်လေးစာပေလေးအစွန်းလေးတစ်ခုလောက်လေးကြည့်ပြီးတော့တယ်အဘော်အရင်တန်တန်နဲ့ပြောကြတာများတယ်ဟုတ်လား ပါကြိုကြီးကျတော့ဒီစားရဲ့အစိုးဆက်ကိုတွားပြီးတော့အရင်မြစ်ကိုတွားပြီးတော့မှလိုက်ပြီးတော့သူကနေရှင်းပြတာသူကအဲ့တော့ဘာဖြစ်လို့မေးလဲတော့ရှင်ဖျားတို့သိတဲ့ပညာတပြည့်တို့သိတဲ့ပညာနဲ့ပါကြိုကြီးသိတဲ့ပညာနဲ့တူစေလားပကာရိဏဇာနာတိတိပညာပကာရိဏသိစိတ်ပြီးတော့မှဇာနာတိသိတတ်တယ်ဣတိတသမထို့ကြောင့်ပညာပညာဆိုတာပတ်တော့တဲ့ညာနဲ့ပဲပေါင်းတာလေပကပကာရိဏညာသိတာ သေးစိတ်သိတာကိုဘာလို့ပညာဟုတ်လားအဲ့တော့ပညာရတဲ့ခုကိုသူတို့အသေးစိတ်သိအောင်လုပ်ရမှာစိုးစိုးကပြောတဲ့ဟာအဲ့ဒါကိုပြောတာသူတို့ဒီကကြောင်မှာတော့အဲ့ပညာရဲ့အဖွင့်မှာရွှေလေးတစ်ခုကလေးလေးကိုပြကြည့်တယ်ကလေးလေးဒါဘာခေါ်လို့မင်းကလေးကဒါရွှေခေါ်တယ်လို့ပြောတာ ။ဘာဖြစ်လို့ကလေးရဲ့ရွှေလို့ပြောဆိုတော့ဝါမှုရွှေလို့သတ်မှတ်ထားတာ။အဲ့ဒီရွှေကိုကလေးရဲ့မိဘကိုပြရတယ်။ဒါဘာခေါ်တော့ဒါရွှေ။အရွှေဒါတကြသားလောက်ရှိတယ်။တကြသားပဲသေးပေါက်တယ်။ကလေးတိတာထဲဘသူကပို့သွား။သူ့ရဲ့မိဘလူကြီးတွေပို့တယ်။အဲ့ဒီရွှေကိုပဲပဒိန်ဆရာကိုထပ်ပြီးတော့ပြကြည့်လိုက်တယ်။ဒါရွှေဟုတ်ရဲ့လားဟုတ်တယ်။ဒီထဲမှာဘာကဘလောက်သားရောနေတယ်ရွှေစစ်စစ်ကဘလောက်ပဲရှိတယ်ခွဲထုတ်လိုက်တဲ့အခါ ရွှေကဘလောက်သားကြီးကဘလောက်သားသူကကြပိုသိတယ်အဲ့တော့ရွှေလေးတစ်ခုတည်းတင်ကိုကလေးသိရလူကြီးသိရဗရင်းစရာသိရအသိဘယ်နှမျိုးကွဲวะဘယ်သူကပိုသိဆုံးဖြစ်သွားရွှေစင်လက်တိန်တစ်ချက်ချင်းကိုပဒိန်အသိလူကြီးသိနေသိသိကလေးခွဲခြားပေးသူမှန်ရေးသုံးဝကွဲပြားကြလေဟုတ်လားကလေးကလည်းကလေးအမှန်နဲ့တော့မမှန်ဘူးလားမှန်တယ်ကလေးမှန်တာတဲ့လူကြီးကဘာဖြစ်တော့ပုံမှန်တယ် အဲ့ဒီလူကြီးမှန်တယ်ဆိုတာတဲ့ဗရင်ဆရာကပုံမှန်တယ်ဟုတ်ပြီနော်ဟုတ်ဒီလိုဘာမှမဟုတ်ဆရာတော်ကြီးနာမည်ကြီးတယ်တရားဟောကောင်းတယ်လို့ချီးမွမ်းခံရတာကစာတပုတ်သိတဲ့ခါစာတပုတ်သိတာကရှင်ဖျားတို့သိတာတဲ့တပည့်တို့သိတာထက်တင်သူကဘာဖြစ်နေလို့ဗရင်ဆရာသိတယ်လို့မျိုးသိနေတာစာကဟုတ်တယ်နော်အဲ့ဒါကြောင့်ဦးဇင်ကောင်းတာဘာမှမဟုတ်ဆရာတော်ကြီးစီမှာစာတက်ဖူးတယ် 2003-2004ပညာသင်နှစ်ကပြည်သူလူစားရောက်ခါသားနှစ်ပေါ့အဲ့ဒီနေ့မှာစတင်တော့ဆရာတော်ကြီးကဗီးဓမာပို့ချာနိုင်ငံသားတွေရောသိကောင်းတာအံ့ဩစရာမမရရအမေရိကန်ကတက္ကသိုလ်တစ်ခုကဗီးဓမာလာတင်ကြတာဆရာနဲ့ကျောင်းသူကျောင်းသား30ကျော်40လောက်အဲ့ဒါ15ရက်တလတင်တယ်သူတို့လာကြတာ ပညုဆရာတို့ကြီးကဘီးဒမာပို့ချတာအခုလိုပဲပညုဆရာတို့ကြီးကဘီးဒမာပို့ချတာဘီးဒမာတစ်ခုတည်းကြီးလေကြာခတ်နေပြင်းမှာဆိုလို့ဆရာတော်ကတုတ်တန်းတို့ဝီနီတို့ဓာတိဘာတခါသင်ခိုင်းတာတခြားခြားဘုန်းကြီးတွေကိုတုတ်တန်းတို့ဝီနီတို့ငငယ်ကအမေရိကန်ကြီးကစိတ်ဝင်စားအောင်ဘီးဒမာကိုစိတ်ဝင်စားအကျိုးဆရာတော်ကြီးရဲ့ဗီးဒမှာသင်ပြီးရင်သူကတဏှာကြီးပြည့်ပြီဆိုအန်တီကွယ်ရှင်ပေါ့ကွယ်ရှင်ထိုင်းပေးတယ် မေ့ကျင်တာရှိမေးဆိုဒီလိုမေးမမရရအဲ့ဒီမှာအယုဇရာတော်ကြီးဖြေသွားတာလေသူရောသဘောကျလားအဘိဓမ္မာမှာအာစိန်နကံနဲ့အာတန်နကံခန်းလေးသင်တော့ရှင်ဖျားတို့လည်းသိပြီးသားအာစိန်နကံဆိုတာအမြဲတမ်းပြုတဲ့ကံနော်အာတန်နကံဆိုတာသေကံဒီမှာကပ်ပြီးတော့ပြုတဲ့ကံဟုတ်တယ်မလား နောင်ဘဝကိုကျိုးပေးတဲ့ခါကျတော့ဘယ်ကံကအရင်ကျိုးပေးအတန်တကံကယင်ကျိုးပေးတာအဲ့ဒါနိုင်ငံခြားသားကသိပြီးတော့သုံးကြောက်ဆရာတော်ဘယ်လိုလဲအမြဲတမ်းပြုနေတဲ့ကံကနောက်ရောက်သွားပြီးတော့ခဏလေးကပ်ပြုတဲ့တန်ကရှေ့ရရောက်တာဘယ်လိုဖြစ်တာလဲအဲ့လိုပြောတော့ဒါဆိုတော့ဒီကကြောင့်မှပါပီးစားကတော့နှချံနီး နအိုကြီးဥပမာပေးတယ်နော်ညနေဆောင်လို့နွားတွေခြံထဲပြန်သွင်းလိုက်တဲ့အခါငယ်ရွယ်တော့နွားတွေကရှေ့ကနေတိုးဝင်ပြီးနှခြံထဲဝင်သွားအိုးနေတဲ့နွားကြီးကဖြည်းဖြည်းလေးဝင်ရတော့နှခြံပေါက်သွားမှတည်းအိတ်လေးရလားမလားနောက်နေ့မိုးလင်းလို့ပြန်ထွက်တဲ့အခါကျတော့ဘယ်နွားကယင်ထွက်နွားအိုးရဲ့ယင်ထွက်တာအတဏ္ဍကံကအဲ့ဒီနွားအိုးကြီးခြံထဲဝင်သလိုပဲနွားအိုးကြီးခြံထဲကပြန်ထွက်ရသလိုပဲ ဲ့ဒါကသူတို့စာကပြောတာတပိတော့အဲ့ဒါပြောလိမ့်မယ်လို့ထင်ထားတာဒါတော့အဲ့ဒါမပြောဘူးဗျဘာပြောတော့ဆိုတော့သူကအေးတဲ့မင်းတို့လေဘန်ထဲမှာအကောင့်ဖွင့်ပြီးတော့ပတ်စံထည့်တာရှိလားတဲ့ဝေရစုတာရှိလားတဲ့ရှိတယ်ဗျာတဲ့ဘန်ထဲမှာပတ်စံရှိတယ် အခုလို့သွားတဲ့လာတဲ့ခါကျတော့အဘန်တဲ့ပတ်စံသုံးသလားတဲ့မင်းတို့ဒီထဲမှာပါလာတဲ့ပတ်စံကိုသုံးသလားပေါက်ကမန်နီပေါ့အာစီကသွားတဲ့လာတဲ့ခါဒီပေါက်ကမန်နီလေးရင်သုံးတယ်ပေါ့အဟိုးကမြင်းမြဲတမ်းစုထားတာကြီးဟိုကအရင်သုံးတင်တယ်ပေါ့ဘာဖြစ်လို့မင်းဒီမှာသုံးတယ်လဲဟာနိုင်ငံခြားသားဦးတယ်အတန်တကန်ဆိုတာကပေါက်ကမန်နီလိုပဲတဲ့ဟဲ့လားအစိမ့်တကန်ဆိုတာဗန်းထဲမှာစုထားတဲ့ငွေလိုပဲတဲ့ဟာအဲ့ကြတော့ဦးဇင်းတားသဘောကြတာပြောတာ နော်အဲ့တော့ရှင်ဘုရားတို့တရားဟောတဲ့ခါမှာစာလာပေလာဥပမာအပြင်ဒါတပည့်တော်သိတာပြောတာပါရုပ်ဆရာတော်ကြီးကဒါသူ့ရဲ့ကိုယ်ပိုင်အတွေးလားဒါမှမဟုတ်တခြားစာအုပ်ကသူဖတ်ပူးထားတာလားတပည့်တော်ပြောချင်တာကတော့နိုင်ငံသားနဲ့ဟတ်သွားအောင်ဆရာတော်ကြီးပြောတတ်တာကိုပြောတာပါဟုတ်ပြီနော်အေးအဲ့တော့တရားဟောတဲ့ခါမှာအဲ့လိုမျိုးတွေလည်းပဲလိုအပ်တယ်ဆိုတဲ့အကြောင်းပြောတာပါရုပ်ကြီးနာမည်ကြီးတာအဲ့ဒါကြောင့် တော့ဒီတကူဆရာတော်ကြီးကသူ့ရဲ့တရားဝဲတရားဝဲတွေအဲ့တော့ခေါ်တော့ညစဉ်ညစဉ်လှည့်လိုက်ရလှည့်လိုက်ရတဲ့အခါမှာဘာလို့ဆရာတော်ကြီးကစာဝါတွေပြက်တယ်တက္ကသိုလ်စီမင်းညာက25ရာခိုင်နှုန်းကြောင်းတက်ရဲ့ပြက်ဆောင်းပွင့်ဖြစ်ဟာတပိတော့85ရာခိုင်နှုန်းပြက်တယ်25ရာခိုင်နှုန်းပဲတက်တာဘာလို့ဆရာတော်ကြီးနဲ့တွေ့ရလဲခုနကစီကဘယ်သွားပြတရားဝဲသွားတယ်ဗျာ ိုယ်ပိုင်တရားဝဲနဲ့ဆရာတော်တရားဝဲနဲ့အဲ့လိုမျိုးတွေပြောတရားဝဲသွားတယ်ဖေဟာလို့ပြောတော့တရားမခေါ်ပါနဲ့ဆရာတော်ရဒီလိုပြောတရားကိုမခေါ်လဲသူများခေါ်မှာပါစကောလာဖြစ်အောင်လုပ်တမ်းပါဆရာတော်ရအဲ့လိုပြောလားတရားကိုမခေါ်လဲသူများခေါ်မှာတဲ့စကောလာဖြစ်အောင်လုပ်တပည့်တော်တို့ပိရကတ်တွေကောင်းတယ်ဗုဒ္ဓစာပေတွေကောင်းတယ် ကောင်းတော်လည်းပဲကိုးစားကောင်းနေတာကဘာဟုကောင်းပါတယ်ဆိုတာချပြနိုင်တဲ့ဘုံကြီးတို့ရုပ်စီမှာနေနေတာအရှင်မြတ်အဲ့ဒါတအောင်လုပ်သမ်းပါဒီလိုပြောတာဗျအရှင်မြတ်တခုမေးရင်မေးလိမ့်မယ်တဲ့ရှင်ဘုရားကျတပည့်တော်ကျမဟောနဲ့ပြောပြီးတော့ရှင်ဘုရားကျဘာလို့ဟောတာလုံးလို့ရှင်ဘုရားမေးရင်မေးပါတယ်တပည့်တော်ဟောတယ်ဆိုတာကဟိုလိုဟောတာမဟုတ်ဘူးတဲ့စာချဘုံကြီးတွေတရားမဟောတတ်ဘူးအားတယ်လို့ထင်ကြမှာဆိုလို့မအားဘူးဆိုတဲ့အကြောင်းပြတဲ့အနေနဲ့တပည့်တော်ဟောတာ ဲ့တော့ဆရာတို့ရဲ့လောက်တရားပေါ်မများသေးဘူးသူဒီလိုပြောတာပြောနေတာကဘာကြုတ်ဆရာတို့ကြီးကဘာလဲမေးစာပေကိုဒီဇိုင်းမမတ်လေ့လာဒါကိုသူသဘောကျတယ်ဟုတ်လားအဲ့တော့ရှင်ပြားတို့ခုတပည့်တော်လည်းပဲသူပြောနေတဲ့ကြားကနေဆရာတို့တီလူဆရာတို့ကြီးကတရားဟောသေးတယ်လားစွန့်ကန်တွေ့တဲ့အချိန်ကျတော့ပထမဆုံးဆိုင်ကသမင်းပကံလုံးကြီးကြီးနဲ့သူကဘူသီကျော်တခုနဲ့အလာလောင်းတယ်မဆိုးဘူးဒီနေ့တော့ဘူသီကျော်လေးနဲ့သမင်းစားမှာပေါ့တော်ရဲမှာ အဲ့ဒါအကောင်းဆုံးဆွန်းမယ်နောက်ခြံကြတော့ရှင်ပြားတဲ့တပည့်တော်တို့ဆွန်းသမင်းတွေဘာလဲမကြက်သေးဘူးတဲ့မုံခင်းကပဲလောင်းမရသေးဘူးလောင်းသမင်းနဲ့မုံခင်းနဲ့စားလို့ရတော့ဟိုမရဘူးလားရတယ်နော်ရသေးတယ်စားမယ်နောက်တကဟိုဘက်ကြတော့တပည့်တော်တို့ကတဲ့အုံးလို့ခောက်ဆွဲရောင်းတာသူ့အုံးလို့ခောက်ထားလဲအုံးလို့တခုမှမပါဘူးပဲရည်အဲ့ဒါ ခွက်ကြီးကန်လာပြီမလောင်းနဲ့လို့ပြောလို့မမြလောင်းသုံးမျိုးတော့ရပြီနောက်တနေရာကျတော့ဟိုကပြေးတော့လာဗျာဘာတော့မုန်းလုံးဆောင်ဗျာလောင်းအချိုးချိုးချင်းချင်းပေါ့ဗျာဘာဖြစ်လဲရတယ်စားမယ်အဲ့ဒါနဲ့ဟိုဘက်အစွန်ဆုံးအိမ်ကြတော့ ကလေးမလေးတယောက်ခွတ်တော့ကန်ပြီးပြေးလိုက်တပည့်တော်တို့ဘာမှမကြက်တော့ငပိရေပဲရှိတယ်ပြည်ငပိရေလောင်းသွားတယ်လတ်ကဖြစ်ရှိတာဘုန်းကြီးအဲ့ဒါရှိစိတ်သက်ပြက်နေမှားပြီတောင်းမော်တက်သွားတော့တပိတ်ဖွင့်ပြီးကြီးလိုက်တယ်ခရီးတော်မွေပြီးစားရမယ်အဲ့ဒါစိတ်ငြင်းငြင်းမွေလိုက်တာခွေးအံပါကြီးနဲ့တူတယ် ။ဩဂလိသနာဘယ်လိုမှစွာပြင်စိမ့်မရှိဘူး။ဒါကဲမစားရင်မနဲ့လို့ငါသေးငါသေးငါတော့မခံနိုင်ဘူးအသေးတော့မခံနိုင်ဘူးစားရမယ်ဖြစ်တဲ့နည်းနဲ့စားဒီလိုမကြည့်ပဲစားရင်တော့ရမှာပဲပြောမျက်စိမိတ်တာမိတ်ပြီးတော့တောင်းမွေပြီးဇက်တဲ့ထဲ့ကြည့်ချိုးချိုးချင်းချင်းငန်းငန်းဆိုးရတယ်အဲ့ဒါနဲ့အဲ့ဒီຢာကြီးကိုအောင်စားလိုက်တာအမှတ်တော့ စားတာစားတယ်ကိလေသာတဏှာပါလို့ရမရဘူးဘုရားလုံးပုံကြည့်ဘလောက်ပိုင်းနေမမတတ်ချင်လဲဘာလို့တခါကကိုယ်ကိုတတ်ပလိုက်တာဒီမှာရတာတဏှာကိုဘာလို့တတ်တာတဲဟုတ်တယ်နီးပါလားကွာကြည့်ရင်တော့ခွေးအမကြီးနဲ့တူလို့မစားခြင်းဘူးအန်းနေအန်းကျင်တာကော်ကရီတက်ဆန်းလာတာတော့မျက်စိမှိတ်ပြီးတော့မျိုးချလိုက်တော့လည်းဘာဖြစ်လဲရတာပဲဒါတည်းကဒါတကယ်ကြုံမှုတဲ့အဖြစ်စနစ်တူဒါပြီး လောကမှာဖျားနေကခံစားဖို့လိုက်ရှာရမလားမခံစားတတ်အောင်လုပ်ဖို့လိုသလားဒါဖြင့်တန်တရားထွက်ခြင်းဘာဝသတ်ခံစားခြင်းနဲ့စိတ်ကိုသတ်ရမှာဘာခံစားခြင်းဒုက္ခဝေဒနာခံစားခြင်းနဲ့စိတ်ပေါ့အဲ့ဒုက္ခဝေဒနာခံစားခြင်းနဲ့စိတ်ကတဏှာဥပါဒံကံကိုပဲရှေ့ဆက်ပြီးဖြစ်စေတတ်တဲ့သဘောရှိသောကြောင့်ဒီဝေဒနာဘာလို့သတ်ရမှာနော် ဒါကဒါနေတဲ့ဘဝမှာပြန်ကြည့်မယ်ဆိုရင်လူတွေလုံနေဖို့နည်းနည်းကြည့်ဘာတွေလုံနေတော့ဒီဝေဒနာကိုလိုက်ရှာနေပတ်စံပေးပြီးဘာရှာနေတာဝေဒနာဟုတ်လား